โอเคပေါကလီ reaction youtube channel นี่ပြန်လဲကျူဆိုပါတယ်ကျွန်တော်မိဘများနဲ့အတူတူကျွန်တော်ဒီမိနစ်ပိုင်းမှာ NGG theme မှာသတင်းတူပါတယ်ရှိလဲဆိုတာကျွန်တော်ပေါကလီနဲ့အတူတူကြည့်มาဖြစ်ပါတယ်ဆိုတော့ okay let's start it NGG ကတော့အင်အားကြီးကောင်းလာပြီเนาะပညာတတ်တွေသူတို့စုလာတဲ့သူအရန်ပဲဝမ်းတာကိုကောင်းတယ်မန္တလေးစစ်တပ်ကလို့ပမာကကျုပ်ဦးနှောက်တဲ့အာယုံကျုပ်ခွဲစိတ်အထုကုဆရာဝန်ကြီးဒေါက်တာခင်မောင်လွင်ဟာ ် NUG ရဲ့နော်ကျမ်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ်ခန့်အပ်လိုက်တယ်အင်မတန်ကိုအားရစရာကောင်းတဲ့တင်နော်ဒေါက်တာဇော်ဝေဆိုးဒေါက်တာဇော်ဝေဆိုးဟာသူ့ရဲ့စေပညာရအထားနိုင်ငံတွေရဲ့လိုချင်တာပြာနေတယ်ဆရာကြီးရဲ့တလရရတဲ့ဝင်ဘလရှာလို့ရတယ်သူ့ကိုဂျိုးအတွက်ဆိုဒါပေမဲ့လို့ဒေါက်တာဇော်ဝေဆိုးကိုဝိုင်းပလိန်ကြတယ်အခုဒီလိုမျိုးကျမ်းမာရေးဝန်ကြီးဌာနမှာနောက်ထပ်ဒုဝန်ကြီးကပါချီပါချက်မဟုတ်ဘူးနော်ပအောင်မောက်ခချုပ်စစ်တက်ကတော့ပအောင်မောက်ခချုပ်ကဲအဲ့ဒါပဲ နော်မင်းအောင်နိုင်စော်မဲလုံးလို့တက်ပြက်နေတဲ့အချိန်မှာ AMG ကတဆင့်ချင်းတဆင့်ချင်းသွားတာအဲ့အတွက်ကြိုးဆိုတယ်ဒီဆရာကြီးနေတယ်လေဒီ AMG မှာပြီးသူလိုလိုချင်တဲ့အပြောင်းအလဲတစ်ခုကိုလှုပ်ဆောင်တဲ့နေရာမှာထဲထဲဝင်လှုပ်ဆောင်နိုင်ရင်လိမ့်မယ်လို့ယုံကြည်ပါတယ်ဒီသတင်းလို့ကြောင်းဖြတ်ဖတ်ပြပါမယ်နော်အကြံကစစ်အာဏာသိမ်းမှုကိုစန့်ကျင်တော်လှန်နေတော့ CDM စစ်တပ်ကတို့ပမောက္ခချုပ်ဦးနောက်နဲ့အာယုံကျော်ခွဲစိတ်အထူးကဆရာဝန်ကြီးပမောက္ခဒေါက်တာခင်မောင်ဝင်းကိုအမျိုးသားညီညွတ်ရေးအစိုးရ NGO ကြီးကြီးကျမ်းမာရေး ဒုံဝင်ကြီးဖြစ်ခန့်အပ်လိုက်ကြောင်းပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကယမန်နေ့ညပိုင်းတွင်ပြတင်းထုတ်ပြန်တယ်။ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ Federal Democracy ပြည်ညင်အရဒေါက်တာခင်မောင်လေးကိုမြို့သားညီညွတ်အစိုးရကျန်းမာရေးဝန်ကြီးဌာနကြီးဒုဝင်ကြီးအဖြစ်ခန့်အပ်တောင်းပေးခြင်းဖြစ်ကြောင်းသိရှိရတယ်။ပမောကဒေါက်တာခင်မောင်လေးမီ1982ခုနှစ်တွင်ရန်ကုန်စစ်တပ်ကလို့တက်မှ MBBS ဘွဲ့ကိုရရှိခဲ့ပြီး1992ခုနှစ်တွင်ရန်ကုန်ပြည်သူ့စေယုံကြီးအုံနောက်နဲ့အာယုံကျော်ဖွဲ့စည်းအထူးကုဌာနတွင်လက်ထောက်ဆရာဝန်အဖြစ်အမှုထမ်းခဲ့တယ်။ ထောင်ပွင့်ရ60ခုနှစ်နဲ့စစ်ပညာမဟာတိတ်ပံခွဲစိတ်ခုပညာဘွဲကိုစစ်တပ်ကတို့တစ်တွင်တရားအောင်မြင်ခဲ့ပြီး2000ခုနှစ်တွင် Royal College of Andorra မှမြန်မာနိုင်ငံတွင်လာရောက်စစ်ဆေးသော FRCS ဘွဲကိုဝင်ရောက်ဖြစ်ဆိုအောင်မြင်ခဲ့တယ်။ယင်းနှစ် Max လာတွင်ဒုက္ခဆရာဝန်အောင်နှောင်းနှင့်အာယုံကျော်ခွဲစိတ်အဖြစ်ရာဒူးတိုးကမန္တလေးအထွေထွေယောဂအကူဆေးရုံကြီးတို့ပြောင်းရွှေ့တောင်းထမ်းဆောင်ခဲ့တယ်။2005ခုနှစ်တွင် ဒေါက်တာအမီဒီ SU နာဝဆာဂျရီဘွဲ့ကိုမန္တလေးစစ်တပ်ကောင်မှရရှိခဲ့ပြီး2006ခုနှစ်တွင်မန္တလေးရောထွေထွေယောဂကု စေယုံကြီး၌အထူးကုဆရာဝန်ကြီးအောင်နှောင်းနဲ့အာယုံရောခွဲစိတ်အထူးကုဖြစ်ရာဒူးတိုးခဲ့တယ်။2008ခုနှစ်တွင်မန္တလေးအထွေထွေယောဂကုစေယုံကြီး၌တွဲဖက်ပေါမော့ကအောင်နှောင်းနဲ့အာယုံရောခွဲစိတ်အထူးကုဆရာဝန်ကြီးအဖြစ်ရာဒူးတိုးမြင့်ခံခဲ့ရပြီး2010ခုနှစ်အရောက်တွင်မန္တလေးအထွေထွေယောဂကုစေယုံကြီးပေါမော့ကဌာနမှအောင်နှောင်းနဲ့အာယုံခွဲစိတ်အထူးကုဆရာဝန်ကြီးဖြစ်လာခဲ့တယ်။2013ခုနှစ်တွင်ပြည်သူ့ကျန်းမာရေး တက်ကြလို့ရန်ကုန်မှ dip med ed ဘွဲကိုရရှိခဲ့ပြီး2005ခုနှစ်ပြင်စစ်တက်ကြလို့မန္တလေးတွင်ပေါမောက်ခရကျုပ်ရာထူးဖြင့်ပြောင်းရွှေ့တောင်းဝင်ထမ်းဆောင်ခဲ့ကြောင်းသိရတယ် covid 19ကာလတွင်မန္တလေးတိုင်းအတွင်းရှိ covid ကာကွယ်ရေးကုတတိုက်ကျရေးလုပ်ငန်းများတွင်စစ်တက်ကြလို့မန္တလေးမှအင်တိုင်းအားလိုက်ပါဝင်ဆောင်ရွက်ခဲ့ပြီး ARD Foundation ၏ covid ကုတရေးစင်တာတွင်လည်းတောင်းခံဆရာဝန်ကြီးအဖြစ်ဝင်ရောက်ထမ်းဆောင်ခဲ့တယ် 2017ခု22ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့တွင်အကြံဖက်စစ်အာဏာသိမ်းပြီးနောက်ဖေဖော်ဝါရီ10ရက်နေ့တွင်မန္တလေးစစ်တပ်ကမန္တလေးကို CDN တပ်ကတို့ပြင်ညာခဲ့တယ်။ဖေဖော်ဝါရီလ17ရက်နေ့ညတနာရီခန့်တွင်အကြံဖက်စစ်ကောင်စီပုတ်ဝင်များကပမောက်ခချုပ်နေချန်ဝင်းအတွင်းတို့ခြံစည်းရိုးတော်ခွဝင်ရောက်ပြီးစစ်သည်မင်းနဲ့ရန်လာရောက်ခေါ်ဆောင်ခဲ့တော်လဲ။ဇနီးနှင့်တမီးနှစ်ဦးတို့၏အကူအညီဖြင့်၎င်းစစ်တပ်ကမန္တလေးမှဆရာဆရာမများမိသားစုဝင်ဝန်ထမ်းများ၏စောက်ချောက်ကူညီမှုဖြင့်၎င်းခေါ်ဆောင်သွားခြင်းမခံရရဘူး။2022ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ညမှစ၍ စစ်တပ်ကလို့မန္တလေးမှာရှောင်သိမ်းခဲ့ပြီးယခုအခါတွင်လွတ်မြောက်နေတဲ့တခုတို့ရောက်ရှိနေပြီးမြို့သားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာန၏တာဝန်များကိုထမ်းဆောင်ရင်တော်လိုင်းရေးစည်းအောင်မြောင်အဖက်ဖက်မှတိုးပန်းဆောင်ရွက်နေရမှာ NUD ကျန်းမာရေးဝန်ကြီးဌာန၏ဒုတိယဝန်ကြီးဖြင့်ခန့်အပ်ခံခဲ့ရတယ်ဖြစ်တယ်။ကဲအင်မတန်အားရဖို့ကောင်းတယ်တည်နေလေးပဲဖြစ်ပါတယ်။အဲ့တော့ NUD မှာဒီလိုပညာတတ်တွေအများကြီးလိုအပ်ပါတယ်။နော်နှစ်ဖက်ကအဲ့ဒါကွာအခုဆရာဝန်ကြီးရဲ့လုတ်ဆက်ဆရာဝန်စေစားဖြစ်တဲ့ကာလအစပြီးတော့နော် ဒီဟောက်စာချင်ဘွားကစပြီးတော့ဒီနေ့ရောက်ရှိတဲ့အချိန်ထိတမိုင်းကြောင်းဘလောက်လှခဲ့တယ်တောင်ဝင်းနေဘလောက်ထမ်းဆောင်ခဲ့ရတယ်နော်မင်းအောင်လှိုင်မှာအဲ့လိုကောင်းကင်နဲ့တမိုင်းရှိတာမင်းအောင်လှိုင်ရွွ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  လူချင်းရှင်လိုက်တာမဟုတ်လူလို့တတ်မှတ်ခံရခံမထိုက်တဲ့အတန်းစားတဲ့ဒီလူမျိုးတိုင်းမျိုးပြည်ပြည်အကျိုးကိုလုပ်နေတဲ့ဆရာဝန်အဲ့ဒါကွာဒီမြန်မာတခုကျွန်တော်ပြောချင်တယ်မင်းတို့နေရတဲ့ဘာလဲကြောင်းကတက်နဲ့ကြောင်းထွက်ရုံမတက်တဲ့ရုံထွက်ဆိုပြီးတော့စီဒီယန်တွေမြှောက်ပေးခဲ့လို့ဒါတိုင်းပြည်ကဘလို့နစ်နာလဲမင်းတို့နေရဆရာဝန်ဖြစ်ပြီးတော့ဆရာဝန်တိုက်ခတ်ပုတ်နဲ့မညီဘူးစေမကူဘူးဟုတ်လားဆရာမတွေကစာမတင်ဘူးအဲ့ဒီစကားကိုဟိုဘက်ကကောက်ကောင်းတော်တော်များများပြောတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာတစ်ခါမင်းမင်းနဲ့ဘေးကိုကျွန်တော်မေးပါမယ် CDM လောက်ကိုပြောတာပြီး ဆေးမကုနဲ့ပြောတာဆရာဝန်တယောက်ကိုစီဒီယံလုတ်ဖို့ပြောတာဒီဆရာဝန်တယောက်ကစီဒီယံလုတ်သွားတာဒီဆေးမကုပို့လုတ်တာလားဆေးမကုပို့ပြောတာလားအခုအကြမ်းဖက်ပြီးတော့တိုင်းပြည်ရဲ့အာဏာကိုနိုင်ငံတော်ပုံကန်ထားတဲ့အကြမ်းဖက်သမားတွေအောက်မှာတာဝန်မထမ်းဆောင်ဖို့ပြောတာလားအဖြစ်ရရှင်းရှင်းလေးဗျာဘာဖြစ်လို့အောက်တန်းကျစွာနဲ့အထိတ်ပဲကိုတမျိုးဖော်ဆောင်ကြတာလဲဟမ်ခလေးတွေကိုတောင်းမတက်နဲ့တောင်းထွက်လို့ပြောတယ်လေတောင်းမတက်နဲ့စာမတင်နဲ့လို့ပြောတာလား တိုင်းပြည်ရဲ့အာဏာကိုအကြမ်းဖက်လုယူထားတဲ့ဒီနိုင်ငံတော်ပုံကံမှုကိုကျူးထားတဲ့အကြမ်းဖက်ဓမ္မတွေကလက်အောက်မှာကြောင်းမတက်ဖို့ပြောတာလားအတိတ်ပဲနှစ်ခုကလုံးဝမတူဘူးနော်နော်အဲ့တော့ဆရာဝန်ဆရာမတယောက်စီဒီအန်လုတ်ဖို့ပြောတာဒီစီဒီအန်လုတ်သွားတာဒီစာမတင်ဖို့မဟုတ်ဘူးနော်ရှင်းရှင်းလေးပဲဒီအကြမ်းဖက်အာဏာသိမ်းတဲ့အကောင်တွေအောက်မှာတာဝန်မထမ်းဆောင်ဘူးပြောတယ်စီဒီအန်လုတ်တဲ့လူတွေကလည်းအဲ့ဒီအောက်မှာတာဝန်မထမ်းဆောင်တာအပြည့်ရှင်းနေတယ်ဒါကိုဟိုဘက်ရုပ်ကောင်တွေကပြောတယ် ကိုဗစ်မှာတော့လူတွေသေတာဆရာဝန်တွေစီဒီအန်လုပ်လို့ဟမ်ခွေးစကားတွေဘာကြောက်ပြောကြကြတာကိုပြောလိုက်တဲ့စကားတခုံးอ่ะကိုယ့်အတန်ဖို့ဗျာဟမ်မတိလို့ရှင်ဆရာဝန်တွေရမယ့်စီဒီအန်လုပ်လို့ကီသူတွေအပေါ်ဘက်ရက်ဆက်တယ်လို့တချို့တွေပြောလိုက်ပါနေတယ်စင်းပညာသင်တဲ့ချိန်မှာလည်းမင်းတို့တစ္ဆာဆိုးအဲ့ဒါစကားတွေကတစ္ဆာဆူးမှာလည်းမဲမင်းမဲ့လေစစ်ခွေးတွေစစ်တီရောကျင်းဝင်60မှာဘဏ္ဍပါနိဟမ်စစ်တီရောကျင်းဝင်60ရှိတယ်နော်ပြည်သူကိုနေလုံလားလို့ဆက်ဆံမှာလို့မင်းတို့စစ်တပ်ကောင်တွေဘယ်လိုဆက်ဆံလဲ ဲ့တော့ဒီတိုင်းဒီမှာကျင်းဝတ်တိတ်ခါကိုမလိုက်နိုင်တာဘာလို့လဲစီဒီယံလောက်တဲ့လူတွေမဟုတ်ဘူးစီဒီယံလောက်တဲ့လူတွေဆိုတာပြည်သူမျက်နှာကိုစောက်တိတာပြည်သူယေຊုကိုစောက်တိတာပြည်သူကျင်းဝတ်ကိုနားထောင်ပေးတာပြည်သူအကျိုးအတွက်ပဲသူတို့လုပ်တယ်ဆေးရံဝင်တယောက်စီဒီယံလောက်သွားတာစေးမကူတာမဟုတ်ဘူးသူတို့စေးကူပေးတယ်နော်ဒါပေမဲ့အဲ့ဒီစီဒီယံလောက်တဲ့စေးအဝင်နေဆရာဆရာမတွေကိုဖန်စီရိုက်နှက်တက်ပြက်ထောင်ချတာဘာလို့လဲနမ်စီရီယံဝင်တန်းတွေကို တော်လိုင်းအင်အားစုတွေဘက်ကနမ်းစီဒီယန်လှုပ်လို့စီဒီယန်မလှုပ်ကကောင်းလားလို့တက်ဖြတ်ပြီးရရှိတယ်။အေးဒလန်လှုပ်လို့လားတက်ဖြတ်ကံလား။လက်ရှိရုံးတက်နေတဲ့စစ်ကောင်စီရဲ့ရန်ရန်အောက်မှာရုံးတက်နေတဲ့ဝန်ထမ်းတွေအများကြီးရှိတယ်။ဒါပေမဲ့ဘာမလှုပ်ပဲနဲ့သူ့အတူရုံးတက်နေတဲ့ဝန်ထမ်းတယောက်ကိုတော်လိုင်းအင်အားစုတွေဘက်ကတက်ဖြတ်လာလှုပ်ရတယ်လှုပ်လာ။အဲ့ဒါအဖြေဗျ။ရှင်းချင်းလေးအဖြေလေးကအင်မတန်ရိုးရှင်းတယ်။ဘာမှကလိန်ကကြက်တွေမပါဘူး။အဲ့ဒီကလိန်ကကြက်မပါတဲ့အဖြေကြီးကိုကလိန်ကကြက်လှုပ်ပြီးတော့တလွဲပါကပြန်ပြီးတော့တိုင်းပြည်မှာရုပ်မှာကြာ နောက်နောက်တစ်ချက်ကစီရီယန်လုံတဲ့လူတွေကိုအဲ့ဒါကြော်စင်လို့ဆိုအများဆုံးဆွတ်ဆွဲကန်ဆဲကန်ဒီစီရီယန်လုတ်ခိုင်းခဲ့လို့ပေါ့ကောင်းပြီအဲ့ဒီအာနာတိမ့်ပြီးတဲ့အချိန်မှာမင်းတို့အမြင်မဲ့တနိုင်ခံလုံးလမ်းပေါ်လူပြေသွားတယ်နော်အဲ့ဒီလိုဒေါ်ကထွက်နေတဲ့လူတွေရှိတဲ့အချိန်မှာကဲငါတို့တွေကဒါဆွဲပြီးခုတ်ကြဒုံဆွဲပြီးတက်ကြကွာအတန်းဖက်တွေလုတ်ကြကွာမီးရှို့ကြကွာပြောရမှာလားမဟုတ်ဘူး အငင်းကျန်းဆုံးအာနာဖီဆန်ဒီစီဒီယန်လို့ပြောတာငင်းကျန်းမှုတော့ပြောခဲ့တာလေအဲ့တော့အဲ့ဒီဒူတွေကိုဘာကြောင့်လို့တလွဲအဖြစ်ောက်ပြီးလောက်ကြတယ်နော်အဲ့တော့ဒါဆက်ပြောမှဆိုအများကြီးနော်အဲ့တော့ဒီနေ့ကတော့ဝန်တာတယ်ဒီလိုပညာတမျိုးတွေကိုတိုင်းပြည်အတွက်တော်လှန်ရေးမှဦးဆောင်တဲ့နေရာခေါင်းဆောင်ဖြစ်ပါဝင်လာတာနောက်ထပ်နောက်ထပ်ကျွန်တော်တို့တော်လှန်တို့ပညာတက်အတိုင်းဝန်းနေဦးဆောင်မှုကိုခံယူချင်ပါတယ်ခေါင်းဆောင်နေရာမှာတောင်းဝင်ယူနိုင်တဲ့လူတွေအခုခင်မောင်လေးတို့ပဲပြက်ပြက်တတဝင်ပြီးတောင်းယူပေးပါ ကျွန်တော်တို့တမိုင်းရေးထိုးနေတဲ့အချိန်မှာခမရတို့အတွက်တမိုင်းမျက်နှာတစ်ခုရံပစ်ခဲ့စီရပါမယ်။တိုင်းပြည်တို့ကတော့အင်မတန်ဝမ်းသာစရာတည်နေပါမယ်။ကျွန်တော်တို့မြန်မာနိုင်ငံရဲ့တော်လှန်ရေးနဲ့လစ်ပြားတော်လှန်ရေးအကြောင်းကိုနည်းနည်းနှိုင်းယှဉ်ပြပြီးပြောချင်ပါတယ်။မပြောခင်မှာအရင်ဆုံးမနေ့ကကျော်ဆိုးဦးတင်ထားတဲ့ video file လေးတစ်ခုတွေ့လို့ပါ။ဒီ video file လေးကိုတွေ့တဲ့အတွက်ကျွန်တော်လစ်ပြားတော်လှန်ရေးအကြောင်းကိုပြောချင်သွားတာပါနော်။အဲအတူပါပြောလဲအရင်ကြည့်ပါပါ။အော်ကျွန်တော်တို့ဒီရှင်းလေးပြတာပါနေပြေရှင်းလေးလောက်ပါဗျာအဲ့တော့တိုက်သွားတာရှင်းပါတော့ကျွန်တော်တို့ရှင်းသေးတယ်လောင်းနေရတာရှင်းတယ်ဟိုကောင်တွေက ော်မှာတို့ကစက်ကြီးတွေပေါက်တယ်။အခေါ်တဲ့တော့ရေလာကျွေးမှာပြတော့တောင်းနေရတာလေ။ဒီမှာရှင်းလင်းမှုတွေရှင်းလင်းမှုတွေတော့တော့လုပ်နေတာ။အားလုံးကျေးဇူးတင်ပါတယ်ရှင်းလင်းပါကြ။ပြောရတဲ့ပုံစံယူကြောက်ကြောက်ဗျံပတာပေါ်ကြောက်ကြောက်အလုံးလုံးပြီးပေါ်ကြောက်ကြောက်စကားကြီးပြောရတာเนาะဘာဗျံပတာဘယ်ဟိုကြည့်ကြတိတယ်ဗျာဒါကဟို standard ရှိတဲ့ပုံစံမဟုတ်ဘူးဟုတ်တယ်မလားပေါက်ပန်း၄၀ဗျံပတာအဲ့တော့ဒီအောင်မြင်တော့ကျွန်တော်တို့လစ်ပြားတော်နိုင်ရေကိုကျွန်တော်တို့တင်းမြင်အောင်ကြည့်လစ်ပြားတော်နိုင်လစ်ပြားနိုင်ငံမှာ၄၂နှစ်တောင်အုပ်ချုပ်ွားတယ် ဂရာဖီအကြောင်းကိုပြောချင်တယ်ဒီဂရာဖီပြုတ်ကြပါအကြောင်းဒီအကြောင်းကိုမပြောခင်လက်ရှိတဲ့လစ်ပြားကဒီဂရာဖီကိုဖြုတ်ချနိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ကြည့်ရမှာဂရာဖီကိုဖြုတ်အာနာရှင်ဂရာဖီကိုဖြုတ်ချနိုင်ခဲ့တဲ့အပိုင်းကြီးပဲကျွန်တော်ကြည့်လို့လက်ရှိနောက်ပိုင်းမှာသူတို့နိုင်ငံရဲ့တော်နိုင်အင်အားစုတွေမထိမ့်သိမ်းတဲ့အပေါ်မှာဒီလစ်ပြားနိုင်ငံပျက်စီးယိုယွင်းနေတဲ့အပေါ်ကိုကျွန်တော်တို့ ဥပမာအနေနဲ့ပဲယူဖို့လိုတယ်။ဘာဖြစ်လို့လဲ။ကျွန်တော်တို့နှစ်ခုလုံးတော့ကြည့်တင်တယ်အမှန်တကယ်တော့ဘာဖြစ်လို့လဲ။အာနာရှင်ပြုတ်ကျပြီးတဲ့နောက်ပိုင်းမှာဒီအာနာရှင်စန့်ကျင်ရေးကြံမိခဲ့တဲ့ဟာကိုကျွန်တော်နိုင်ငံအတွက်မထိခိုက်အောင်ဘလို့ထိမ့်သိမ်းမယ်ဆိုတာကိုလေလစ်ပြားအောင်ကျွန်တော်တို့ကဥပမာယူလို့ရတယ်။အဲ့တော့နှစ်ပေါင်း70ခုနှစ်မှာနိုင်ငံအောင်နှစ်ပေါင်း42နှစ်ကြာအုပ်ဆိုးခဲ့တဲ့ဂရာဖီယာသူ့အတူတကယ်အိုအနာဝနေမတကိုးရှင်စကြဝဠာမင်းပုံစံမျိုးတော့တတ်မှတ်ပြီးတော့ဘယင်ယူယူပြီးတော့တိုင်းပြည်ကိုဂုတ်တွဲဆုပ်အုပ်ချုပ်ခဲ့တဲ့เนาะဒီအာနာရှင် စဉ်းစားကြည့်ပေါ့နှစ်ပေါင်း40ကျော်အုပ်ချုပ်ခဲ့တယ်။ဒါပေမဲ့2017ခုနှစ်မှာတဲကန်ရထဲမှာခြောက်ကိုဒရစ်တိုက်ဆွဲပြီးတော့ဝိုင်းရိုက်တက်ခဲနေတဲ့ထုဒုံးနဲ့ရိုက်တန်တုံးနဲ့ရိုက်နောက်ဆုံးမှပြစ်တက်ပြီးတော့တေချင်းဆုံးနဲ့တေခဲ့တဲ့ဘဝနဲ့ဇက်သိမ်းခဲ့ရတယ်။အဲ့တော့ဂရာဗီဘာကြောင့်ဇက်သိမ်းခဲ့ရလဲ။လက်ရှိမင်းအောင်နိုင်လို့တန်းရွှေတို့ရဲ့အင်ပါယာနဲ့ဂရာဗီအင်ပါယာဘယ်ဟာကြီးလဲ။စဉ်းစားကြည့်ပေါ့နှစ်ပေါင်း40ကျော်အုပ်ချုပ်ထားတာနော်။တိုင်းပြည်ကိုကုန်ထွေးဆုံးထားတာသူ့ရဲ့ထောက်နိုင်ရေးအဖွဲ့အင်မတန်ထက်မြက်တယ်နော်။သူ့ရဲ့စစ်တပ်သူ့ရဲ့အဖက်ဖက်ကအကုန်လုံးနော်။အဲ့တော့ အစအပြပြောမယ်ဆိုရင်ဒီလီဗျားမှာအာနာရှင်စန့်ကျင်ရေးမြန်မာပြည်သူပဲပေါ့နော်မခံနိုင်တဲ့ပြည်သူတွေအာနာရှင်စန့်ကျင်ရေးပေါ်ပေါက်လာခဲ့တယ်အဲ့ဒီပေါ်ပေါက်လာတဲ့အချိန်မှာလူတို့အုံကြွမှုဖြစ်တာပါတနိုင်ငံလုံးအုံကြွမှုဖြစ်တဲ့အချိန်မှာနိုင်ငံသားမှရှိတဲ့လူတွေကပြန်လာကြတယ်အဲ့ထဲမှာဒီအင်္ဂလန်မှာရှိတဲ့တွားဆရာဝန်တယောက်ဆိုရင်သူကတိတိကျကျချက်ချင်းပြန်လာပြီးတော့ဒီဒီတော်လှန်ရေးဒီလူတို့အုံကြွမှုမှာပူပေါင်းတယ်သူကဘာကိုအဓိကထားလဲဆိုတော့သူကအကြမ်းမဖက်ရေးကိုအဓိကဥပအကြီးရက်ထားတယ်ပြီးလို့ရှိရင်တည်င်းမီဒီယာစီးစင်းမှုကိုသူကအဓိကထားတယ်အဲ့တော့ အဲ့ဒါနေသူကသတင်းမီဒီယာရဖို့အတွက်လှုပ်တဲ့ချိန်မှာအခုလိုမျိုးပဲကျွန်တော်တို့နိုင်ငံမှာလိုပဲဂဒါဖီကဝါရဖြန့်နဲ့နိုင်ငံမှန်ရုပ်တန်းဆာပြီးတော့ဝါရမိုင်းတိုက်တယ်ဝါရဖြန့်နဲ့ပြီးရင်သူ့ရဲ့ lobby ရဲ့တစ်စက်တိုင်းပြည်ကိုမဟုတ်မမှန်တာတွေဝါရဖြန့်ပြီးတော့အုပ်ဆိုးထားတာတော်နိုင်အင်အားစုဘက်ကပြည်သူဘက်ကမရှိဘူးအဲ့ဒီအချိန်မှာဒီအင်္ဂလန်ကပြန်လာတွားဆရာဝန်ကသူ့ကိုယ်တိုင်ဦးစီးပြီးတော့သူ့ညီလေးနဲ့ပေါင်းပြီးသူ့ညီကအစိုးရဝန်ထမ်းတစ်ခုဖြစ်ခဲ့တဲ့အတွက်သူကအဲ့ဒီမှာနေနိပညာပိုင်းကိုကျွမ်းကျင်တယ် နောက်ဆိုဂရာဗီယာဘာလို့လဲဆိုတော့လက်ရှိမင်းအောင်နိုင်လုပ်တယ်လို့ပဲအင်တာနက်တွေပိတ်ပစ်တယ်။တရင်ချက်လေးလုပ်တယ်ဆန္ဒပြဖို့ရဲရဲဆက်ဆက်နှိမ်နေတယ်ပစ်တတ်တယ်နော်။အခုတော့အကြောက်တရားနဲ့နှိမ်နေချိုက်တာပေါ့။နှိမ်နေချိုက်တယ်မှာဆန္ဒပြတဲ့မြို့ကန်လူတို့ကအခုကျွန်တော်တို့တိုင်းပြည်လိုပဲတပုံစံနဲ့ပဲအာအကုန်လုံး share ပစ်တတ်နိုင်လူတွေကြောက်တာပေါ့။အကုန်လုံး share ပါလေ။အဲသူတို့တော့ဂျုံတက်ဖွဲ့တွေကအကုန်လုံးကိုမောင်မိုင်စီးလိုက်နိုင်တယ်။ဒါပေမဲ့ခုနကပြောဆန္ဒပြခေါင်းဆောင်တယ်။အခုလက်ရှိကျွန်တော်တို့တော်လှန်ရေးလောက်တော့အင်အားမချန်ခဲ့ဘူး။နော်။ဘာလို့ဆိုဆန္ဒပြခေါင်းဆောင်တယ်သူတို့က ဟိုမြို့အခုလက်ရှိကျွန်တော်ပျောက်ကြားတစ်ဖိတ်ပုံစံမျိုးပေါ့မြို့လေးမှာအဲ့လိုမျိုးတွေထထလှုပ်တယ်ပြီးလို့ရှိရင်အဲ့ဒါတွေကိုမီဒီယာယူပြီးတော့ကမ္ဘာသတင်းမီဒီယာကြီးရအောင်တို့နိုင်ငံမှာရှိတဲ့ဆလောင်းဂျူဒုဒီဂျူဒုဆလောင်းကိုယူပြီးတော့တို့အခြားနိုင်ငံကိုကမ္ဘာသတင်းမီဒီယာပေါ်ရအောင်သတင်းပို့တယ်နော်သူ့မှာရှိတဲ့ပထမအဆုံးဒီသွားဆရာဝန်နဲ့သူ့မှာရှိတဲ့အီးမေးလ်တိုင်းတစ်ဆင့်တို့ဒီဒီနိုင်ငံသားသတင်းဌာနတွေဆက်သွယ်တယ်မရဘူးတစ်ဖက်ကလုံခြုံရေးကျိုးပေါက်မှဆိုရတယ်လေဘာမှအကာအကွယ်မရှိဘူးသူကလည်းနိုင်ငံရေးတမန်ပေါ့ဘူးတာမန်ဒီသူတယောက်ပဲဒါပေမဲ့ဒီအာနာရှင်ကိုမကြိုက်တဲ့အတွက်နော်ကိုယ့်လိုသူ့လိုမျိုးလာလုပ်တာ အဲ့ဒီကနေတဆင့်သူတို့ကဒီဆလောင်းအစုံလေးနဲ့ဒီအစိုးရပိုင်းဆလောင်းကိုတွားခိုးပြီးတော့ဂျေရုဆလောင်းကိုအဲ့ရန်တဆင့်ချိတ်ဆက်ပြီးတော့သူတို့တဖြည်းဖြည်းနဲ့ဒီသတင်းမီဒီယာစီးစင်းမှုမှာသူတို့လုပ်တယ်အဲ့တော့ကမ္ဘာတရင်းမီဒီယာမှာဒီအကြမ်းမဖက်ဆန့်ကျင်မှုနဲ့ဒီဆန္ဒပြမှုတွေတည်င်းတွေပေါ်ပြလာနိုင်တယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဂရာဗီတင်တဲ့တည်င်းနဲ့တော်နိုင်ဘက်ကတင်တဲ့တည်င်းဆိုနှစ်ခုရှင်းလာနိုင်တယ်အဲ့တော့ဂရာဗီကတူလိန်ကျင်တိုင်းလိန်လို့မရတော့ဘူးတစ်ဖက်ကနော်ဒီဆရာဝန်ရန်သူကသူ့ရွေးချက်ကဒီတည်င်းမီဒီယာဟာလက်ဆောင်ထက်တယ်ဆိုတော့သူကခံယူထားတယ်အဲ့ဒီအတွက်မီဒီယာနဲ့မီဒီယာနဲ့ပြန်တိုက်တယ် အဲ့တဖက်မှာမဟုတ်မှန်ဝါဒဖြန့်နေတဲ့ဂရာဘီကအဖြစ်ဖြစ်နေအမျက်ဒေါ်လာချောင်းချောင်းထွက်ပြီးသူ့ကိုရအောင်လိုက်ဖမ်းတယ်။ရအောင်လိုက်ဖမ်းတဲ့အချိန်မှာသူကလည်းအသားအမီတွေပြောင်းပြောင်းပြီးတော့နေရာရွှေ့တယ်။ဒီဆလောင်းကိုလည်းတနေရာထူထားတာမဟုတ်။ဟိုနေရာရွှေ့ဒီနေရာရွှေ့အဲ့လိုရွှေ့ရင်းနဲ့ဒီလူတို့တပိတ်ကိုနိုးကြလာအောင်လူတို့တွေစိတ်တက်တက်ကြွအောင်ဝိုင်းလုပေးကြတယ်။ကျွန်တော်ဒီတော်နိုင်ရတဲ့အဲ့ဒါပြောတာ။မီဒီယာကဏ္ဍအင်မတန်အရေးကြီးတယ်။အခုဒီနေ့ဆိုရင်စစ်တပ်ကဒီ social favor လို့တစ်တော်တို့တုံပြီးတော့ဝါဒဖြန့်မှုတွေတွင်းတွင်းကြပ်ကြပ်လုပ်လာတယ်။သူတို့ကိုယ်တိုင်လည်း cyber law ကိုတရားချလုပ်ပြီးတော့ခဏလောက်ပြောထောက်နှမ်းတာဒီအရေးယူတာဒီညှားတာဒီဒါတွေလုပ်လာတယ်။ဒါတွေကြီးပါ ။နောက်ပြီးလို့ရှိရင်တပင်းအမှားတွေကိုရေကျက်ရှိဖြန့်။ရုပ်ပြပြီးတော့အရှေ့က fight နေတဲ့သူတို့ရဲ့ lobby တော်ဆိုးဦးလို့ဇော်ဘုံဟင်းတို့လို့ဒဇင်ဦးတို့လို့ဟာမျိုးတွေကိုရှေ့ရှိတယ်လို့ရုပ်မပြပဲတဲ့ account တို့ပေါင်းများစွာဖွင့်ပြီးတော့ပြည်သူကိုလုံနေတာလည်းလက်ရှိရှိနေပါတယ်။ဒါကိုကျွန်တော်တို့ပြည်သူကောင်းကောင်းသိဖို့လို့နော်အရေးကြီးတဲ့အဲ့ဒါအချက်အဓိကပဲ။အဲ့တော့ခရီးရစကားပြန်ဆက်မယ်ဆိုရင်အဲ့ဒီရှောင်းဝင်အဲ့လိုမျိုးလုံရင်းလုံရင်းနဲ့လူလူပုံကြွားမှုကဖြစ်ဖြစ်နဲ့တစ်ဖက်မှာလည်းမရက်သွားဘူးလုံးဝဒါပေမဲ့လို့ပြစ်တက်လိုက်တဲ့အချိန်မှာလူလူတွေကတွေးရွာလိုက်ဦးကျွန်တော်နိုင်ငံလိုပဲအဲ့ဒီအမှန်တစ်ဆင့်ခရီးရတစ်ဖက်မှာကြတော့ ဒီတော်နံရေးမှာဆန္ဒပြတဲ့ခေါင်းဆောင်တွေကကြိုးစားတယ်နော်စကဝတ်တွေနဲ့ချိတ်ဆက်တဲ့လူလူကိုဘယ်လိုစည်းရုံးရမလဲတစ်ဖက်မှာလည်းမီဒီယာနဲ့စည်းရုံးနေတယ်နော်အဲ့ဒီအချိန်မှာဒီကရာဘီရဲ့ထောက်လန်းရေးတွေလည်းမျိုးစုံလိုက်ပြီးရောက်လိုက်ဖန်နှိပ်ဆက်တပ်ဖြတ် မျိုးစုံလုပ်တာဘာဖြစ်လို့လဲသူ့မှာအင်အားရှိတယ်လေမင်းအောင်နိုင်တောင်ရှိသေးတယ်အင်အားလက်ရှိမင်းအောင်နိုင်ပြိုပြက်နေမှမရှိဘူးကရာဘီရဲ့အဲ့ဒီအချိန်ကမင်းအောင်နိုင်နဲ့အများကြီးတိုက်ပြီးအုပ်စိုးထားနိုင်တယ်နော်အဓိကနေတစ်ဆင့်နေဆက်ကိုထွက်ပြေးတဲ့ခေါင်းဆောင်တွေထွက်ပြေးရတယ်နော်နေတိုးနဲ့သွားချိန်ပြီးတော့စစ်ပညာတင်တဲ့အဖွဲ့ကြီးကစစ်ပညာတင်တဲ့ နေတို့ရှိမှာအကူကြီးတောင်းပြီးတော့နော်နယ်ဆက်ထွက်ပြေးတဲ့အဖွဲ့ကြီးအထွက်ပြေးတယ်အခုလိုမျိုးပေါ့ဒါပေမဲ့လစ်ပြားပြည်သူတွေကအဲ့ချိန်မှာတော်နိုင်အင်းအန်းစုတွေဟာငါတို့ခေါင်းဆောင်ကတော့မဲဆောင်မှာတောင်းနေတယ်ဟမ်ဟိုကာကွယ်ဝင်ကြီးဥယျာဉ်မှာရဇာစီအရက်တလုံးတောက်ရင်တောင်မှဟိုမတိလို့ရှိရင်ရာဇဝတ်သားပုံစံပြောကြတယ်နော်ဥယျာဉ်မှာအဆင်မပြောနဲ့တာမန်တော်နိုင်အင်းမှာပါနေတဲ့ရဲဘော်လို့နော်တက်စကွဲမှုလို့တက်စိတ်မှုလို့အဆင်တောင်မှပြည်သူတွေတွားကြည့်ပါပြည်သူကဘလို့ပြုစုလဲဘလို့ဝင်းရံလဲဆိုတာ အဲ့တော့ခလေးကပြောဥယျာဉ်မှုရစစီတရုံတောက်ရတဲ့တော်လှန်ရေးငွေကိုဖြုံးပြီးတုံးပြီးဆိုတဲ့ဟာမျိုးဝါမီအပုတ်ချပစ်ချတယ်။နော်လက်ပြားပြည်သူတွေမပြောဘူး။ခေါင်းနယ်စပ်ကိုထွက်ပြေးရတဲ့ဒီဂရာဗီစစ်တပ်ကလိုက်လို့ဒုက္ခပေးလို့ထွက်ပြေးရတဲ့ခေါင်းဆောင်တွေအများကြီးရှိတယ်။ခလေးကကျွန်တော်ပြောတဲ့သွားဆရာဝင်ဆိုရင်သူ့ညီကိုလည်းဖမ်းတယ်။နော်သူ့ညီကိုဖမ်းပြီးကျင်ဆက်တဲ့တို့ပြီးစစ်တဲ့သူ့မိသားစုကိုဖမ်းတယ်။သူ့ကိုမျိုးစုံလိုက်တာဘလီဒီမန်လိုက်တယ်။နော်ဘသူကလည်းရအောင်တိတ်ရှောင်တယ်။သူကလည်းအရှောင်ကောင်းတယ်။နောက်ဆုံးသူ့မိသားစုကိုဖမ်းတယ်ဒုက္ခပေးတယ်အဲ့လိုမျိုးပေါ့။တော်တော်လှန်ရေးနဲ့ပတ်သက်တဲ့လူဆိုအဲ့လိုဖမ်းဒုက္ခပေးရိုက်ပုတ်တက်ပြအလောင်းဖြောက် ဒါမျိုးတွေလုပ်ခဲ့တာတစ်ဖက်မှာလည်းတော်လိုင်းခေါင်းဆောင်တွေအဲ့လိုမျိုးအစင်းစင်းနောက်ဆုံးကျတော့သူတို့ကဗာစကံကွက်တင်နဲ့ဆက်သွယ်တယ်အဲ့တော့ပထမဆန္ဒပြပွဲပြီးတော့6လလောက်အကြာမှာတော်လိုင်းခေါင်းဆောင်တွေကအဲ့တော့ဗာဖြစ်နေပြီဆိုတော့ခဏကပြောလို့မီဒီယာကဏ္ဍကိုလည်းအားပြိုင်နိုင်ဖြစ်တဲ့အတွက်ဂရာဗီတင်နဲ့အခုလိုမြမတီမြမအတန်ရှိသူတော်လိုင်းအင်အားစုဒီဘက်ကတင်ဆက်တဲ့မီဒီယာလည်းရှိနေပြီအဲ့ဒီညမှာမီဒီယာတင်ဆက်တဲ့အတွက်တင်းမတင်ရခင်ကျွန်တော်တို့အောင်ပွဲကိုခင်ဗျားတို့ရှိတကယ်ယူလာပါမယ်လို့စကားထုံးပြောလိုက်တယ်။အဲ့တော့တမျိုးလုံးမှကြည်နေတဲ့နော် ရုပ်တန်ထိုင်ကိုကြည့်နေတဲ့ပြည်သူတွေကတဘောပေါက်ဒါဟာစကားဝတ်အဲ့လိုမျိုးအဲ့တော့ကျွန်တော်တို့ကပြည်သူအဲ့နေရာမှာဘာဖြစ်လဲဆိုတော့ပြည်သူကိုကျွန်တော်တို့အဓိကကြည့်ရမယ်ဒီလက်များပြည်သူတွေကအာနာရှင်ကဒါဖီကိုတကယ်ပြုတ်ပြချင်တာဖြစ်တဲ့အတွက်သူတို့ကရရနေရာကနေနိုးကြားတက်ကြွစွာပါဝင်ဖို့အစင်နဲ့ဖြစ်နေတယ်အဲ့ဒါအဲ့ဒါအရေးကြီးဆုံးအချက်ပဲဘာဖြစ်လို့ကဒါဖီပြုတ်ကြွားသွားတာလဲပြည်သူကလက်မခံလို့ပြည်သူကပါလို့ပြည်သူလုံလို့အဲ့ဒီလက်များပြည်သူကမပါခဲ့ရင်ကဒါဖီဒီနေ့ရှိရှိရှိအောင် အဲ့တော့ဘာဖြစ်လဲခုနကပြောသူဒကြောပြန်အဲ့လိုဆန္ဒပြဖို့ဒုတိယအကြိမ်6လအကြာမှာဒုတိယအကြိမ်ပြန်ပြဖို့လုပ်တဲ့အချိန်မှာအဲ့ဒီနော်ဒီပုံကံမှုကိုဒုတိယအကြိမ်ပြန်ပုံကံမှုကိုရှင်းပြရတော့အခုဒီနေ့ကျွန်တော်တို့တိုင်းပြည်စကားပြောမှာဆိုဒီဒီပေါ့အဲဒီဒီခေါ်ဖို့အတွက်အဓိကဥဆောင်တဲ့သူကိုအစပြောက်ရောဘယ်ရောက်ရအောင်ဒီဖန်ကတိပါလားနောက်လိုက်ဆုံးဆန်းကြည့်တော့လိုက်ဆုံးဆန်းကြည့်တော့ဖန်ကတိပါလားဆိုတော့အဲ့ဒီခေါင်းဆောင်နဲ့ထိတ်ဆက်ထားလူကြီးအကုန်ဖုံးနေပိတ်အခုခင်လို့ကအကုန်ကြောက်လန့်ကုန်ကြောက်အဲ့မှာအထဲကိုဖုံးခိုးတွင်းပြီးတော့ ဒီနိုင်ငံအချင်းသားတွေကပဲပြောလို့ရတဲ့လူတွေအဲ့မှာဒီခေါင်းဆောင်တွေချိတ်ဆက်ထားတဲ့လူတွေကိုပြန်ပြီးတော့တည်င်းပလိုက်တော့အဲရှောင်းတဲ့လူကရှောင်းတိန်တဲ့လူကတိန်လိုက်ပြီးတော့ပြီးသွားတယ်မကြာခင်ရက်ပိုင်းမှာပဲဒုတိယတစ်ချိန်အုံတော့မှုကြီးထပ်ဖြစ်တယ်ဒုတိယတစ်ချိန်အုံတော့မှုဖြစ်တဲ့အချိန်မှာခွန်းကပြောလုံကြုံတော့ပေါ့အုံလည်းရောက်လာတဲ့မျိုးထဲမှာအခုတို့ရန်ကုန်မြို့လိုဟာမျိုးဆန္ဒဖျက်ပြချိပါလားချက်ချင်းရမှာကားရတယ်ဝေါ်နေလို့ရောက်လာပြီရောက်လာချိန်မှာဘာလုပ်လဲဒက်စစ်ပလေးုံနဲ့ဘေးမှာရက်ထားကားအကုန်လုံးမိချုပ်ပြတာလုံကြုံတော့မှုတွေထင်တာသူတို့ကိုတိုက်ခိုက်လာမယ်ထင်တာအဲ့ဒီလူအုပ်ထဲမှာတနတ်တွေပါလား ကားကြီးမီးဖြိုးချိန်မှာလုံလုံလေးတက်ဖွဲ့တယ်ဘာလို့လောက်ကမှမတိတဲ့ချိန်မှာဝိုင်းပြီးတော့ချတယ်ပြစ်တယ်ပြစ်တဲ့ချိန်မှာကားနဲ့လူကသေးတဲ့လူသေးတယ်ဒါပေမဲ့လူကလူတူးအောင်တွားမှုကမရက်သွားဘူးဘလောက်ပဲပြစ်ပြစ်ငါတို့ရှိမှတနက်ရှိပြီဆိုတဲ့ဒုတိယအချိန်အောင်တွားမှုကအားဖြစ်နေတယ်ပေလဲပေရဲတဲ့လူတွေဖြစ်နေပြီအခုကျွန်တော်တို့တိုင်းပြည်မှာအဲ့လိုပေရဲတဲ့ပြည်သူတပုံကြီးမယုံရင်ဒီရဲကော်ပြီးခမရလို့တမျိုးလုံးအောင်နဲ့ထွက်လာကြည့်အသေးခံပြီးရေကော်ပြီးတက်ဒါနဲ့တက်ခုံးမဲ့ပြည်သူတပုံကြီးဘာဖြစ်လို့အဲ့ဒီရေပတ်ထက်ကဒီနာကြီးတဲ့စိတ်တွေကပေကိုဟာမကြောက်တော့ဘူးနော် ဲ့ဒါလိုလူမျိုးတွေကြောင့်ဝိနည်းကပြောလို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကစပစ်ခါစားမှာလုံခြုံတပ်ဖွဲ့ဝင်တွေအများကြီးရှိတယ်ပြည်သူကမခံလို့ပြန်ချတဲ့အချိန်မှာသူတို့လည်းကြောက်နံ့ပြီးတော့ဥဒိုးပြီအဲ့တော့ဂရာဘီရဲ့အာနာဥဒိုးတာအဲ့ဒီကနေစတာလုံခြုံတပ်ဖွဲ့တွေကစင်ကလေးဖြစ်ကုန်တယ်အဲ့ဒီကနေတစ်ဆင့်တစ်ဖြည်းဖြည်းနဲ့နော်နေဒိုးဖွဲ့ကူညီမှုနဲ့နောက်ဆုံးဘာဖြစ်လဲဂရာဘီက52နှစ်ကြာဒီလက်ပြားကိုချဲလဲဆိုးမိုးပြီးတော့ပြည်သူကိုဒုက္ခပေးတိုင်းပြည်ကိုချွတ်ချုံကြအောင်လုပ်ခဲ့တဲ့ဂရာဘီရဲ့စစ်အာနာရှင်စနစ်အမြင့်ပြတ်ခဲ့ရတယ်ဒါပေမဲ့ဒါအာနာရှင်စနစ်အမြင့်ပြတ်သွားပြီနော် လုံးတိတဲ့အတိုင်းပေါ့ဟိုနောက်ဆုံးအစ်စ်ကြံနေတာကြော်စိုးဦးတို့ကောင်မျိုးတွေအတွက်ဂရာဗီရှုံးနေပြီပြေးရတော့မယ်အဲ့ဒီအချိန်မှာသူ့ရဲ့ lobby တွေကပါဆိုအာကျွန်တော်ကောင်းဆောင်ကြီးဂရာဖီအလုံးတို့တက်ပွက်ဒီအစင်တဲ့ဘလုံးနောက်နားဘလုံးထိန်းနားတိုင်းပြည်တို့ဘလုံးအလုံးအစ်စစ်ဖြစ်ကုန်ပြီပါအာဘောင်အာရင်တန်တန်နဲ့မြဝတီတို့မြမအတန်တို့မျိုးပေါ့နော်တို့ရုပ်တန်းနေလွှင့်ကောင်းတော့ပဲနော်နောက်ဆုံးဂရာဖီကကြောက်လန့်ပြီးတော့လုံချုံဒီမျိုးစောက်တက်ကိုဝင်လာတဲ့အချိန်မှာမျိုးစောက်တက်မှုကလည်းပြစ်ခတ်မှုမရှိဘဲနဲ့မျိုးကိုဖွင့်ပေးလိုက်တဲ့အချိန်မှာလုံချုံဒီပုံကန်နဲ့ เนาะလက်ရှိစစ်ကောင်စီဘက်ကကောင်တွေပြောရင်တော့တပုံတွေပေါ့အေးတပုံတွေကဝင်လာပြီးတော့เนาะစော်တဲ့အချိန်မှာကရံပြည်ကဖေကိုပြည်တယ်နောက်ဆုံးအချိန်မှာတဲခံတန်းရတဲ့မှာသွေးအလိမ့်လိမ့်တန်အလိမ့်လိမ့်နဲ့42နှစ်ကြာတိုင်းပြည်ကိုဒုက္ခပေးခဲ့တဲ့ကရံပြည်ရဲ့နောက်ဆုံးထွက်တဲ့ဇဒွေးထွေးတဲ့လူနဲ့ဆဲတဲ့လူနဲ့တန်ထုံးနဲ့ပြေးရတဲ့လူနဲ့ကြောက်ခဲနဲ့ထုတဲ့လူနဲ့နောက်ဆုံးမှလုံလုံတီးစနတ်ပြအဖွဲ့ကပြစ်တက်ပြီးတော့တင်းရင်းဆုံးနဲ့ပေးခဲ့ရတယ်ဒါကရံပြည်ရဲ့စက်သိဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာလည်းအဲ့လိုမဖြစ်ဘူးလေဆိုကရံပြည်လိုဟာမျိုးနှစ်ပေါင်းများစွာအုပ်ချုပ်တယ် ဂလာဗီရိုပြည်သူမျိုးကျွန်တော်တို့တော့တနှက်မရှိသားဘူးဂလာဗီရိုပြည်သူမျိုးဆန္ဒပြပွဲမှာကျွန်တော်တို့တော့မအောင်မြင်သားဘူးအဲ့လိုကျွန်တော်တို့နောက်တောင်နော်အောင်မြင်မှုတွေမရထားတဲ့တိုင်းပြည်ကပြည်သူတွေတောင်မှကျွန်တော်တို့ထက်အင်အားကြီးတဲ့ခေါင်းဆောင်ကိုချုပ်ချက်နိုင်ကျွန်တော်တို့လက်ရှိရထားတဲ့အနေအထား2021အာဏာတိမ်းတဲ့အချိန်မှာကျွန်တော်တို့လက်ထဲမှာကျွန်တော်မြန်ပြောလို့ပါလောင်းတကြီးပဲရှိပါတယ်လက်တုံးချောင်းပဲထောင်းပါလားဟုတ်တယ်နော်ကက်တနလေးရတဲ့ဟာအသေးအတန်ခုခံနေကြတာကလေးတွေလောက်လေးဝါးလေးပြစ်လိုက်တဲ့အိမ်ကြီးထဲမှာဟုတ်တယ်နော်အဲ့ဒီအနေအထားကနေကျွန်တော်တို့ဘယ်အနေနဲ့လိုက်ဖြစ်လာလဲ ။အော်အဲ့နေရာမှာတစ်ခုတက်မိခဲ့သေးတယ်။ဒီဆန္ဒပြတဲ့နေရာမှာဒုတိယကြိမ်ဆန္ဒပြနေပူပေါင်းတဲ့ခေါင်းဆောင်တွေတဲမှာသူတို့ကျွန်တော်တို့နိုင်ငံနဲ့ပြောရမလို့တိုင်းနာခေါင်းဆောင်တွေပေါ့သူတို့လည်းသူ့နယ်အတီးတီးရဲ့ခေါင်းဆောင်တွေအကုန်လုံးပေါင်းဝင်ပူပေါင်းပြီးတော့ဝိုင်းတိုက်ကြတာ။ကျွန်တော်တို့တိုင်းပြည်ရောအတူတူပဲ။တော့ဒါပေမဲ့သူတို့တိုင်းပြည်မှာအဲ့ဒီအချိန်မှာလက်ရှိကျွန်တော်တို့တိုင်းပြည်လုံးအင်အားလက်နက်တွေမတောက်ဘူး။ကျွန်တော်တိုင်းပြည်မှာကရင်ကချင်းမွန်ပမာရခိုင်ချမ်းစတဲ့ဖြင့်တိုင်းနာခေါင်းဆောင်တွေလက်ရှိလက်ထဲမှာတပ်နက်တွေဘယ်လောက်တောင်ရှိသေးလဲ။အေးစစ်စစ်မြစ်စိမဲ့ရောင်းနိုင်လို့ရတယ်။ အဲ့တော့2021ကနေစပြီးတော့2025ကျွန်တော်တို့ရောက်နေတဲ့အနေအထားဒုတိယတစ်ချိန်ကျွန်တော်တို့အုံတွတ်မှုဖြစ်တာ ਨੇ မင်းအောင်နိုင်မပြောနဲ့မင်းအောင်နိုင်မရစောက်မွေးတော်မှာခံမနိုင်ဘူးအကုန်ကျွတ်တယ်ဂျိန်းနေဒါကကျွန်တော်တို့တော်နိုင်ရေးကအဲ့လားပဲအဓိကပြည်သူညီညွတ်ဖို့လိုတယ်ပါဝင်နေတဲ့ခေါင်းဆောင်ဘိုင်းရစားပြီးရဲဘော်တွေညီညွတ်ဖို့လိုတယ်ပြည်သူကလည်းအဲ့ဒီအရှိအဦးဆောင်နေတဲ့အင်အားတွေရဲ့အနောက်မှာထက်ချက်မကွာရှိဖို့လိုအပ်တယ်ကပောက်ကဆများနေလို့မရဘူးနော်ဒါဒါဆိုကျွန်တော်တော်နိုင်ရေးအောင်မအောင်မြင်စရာအကြောင်းမရှိဘူးဒါကြုံလို့ကျွန်တော်ပြောပြတာပါ ါပေမဲ့တခုတတိထားရမှာကတော်လှန်ရေးအလွန်ကာလလက်ရှိလစ်ဗျားရဲ့ဂရာဖီရဲ့အလွန်ကာလမှာကစင်ကလေးအတိုင်းကြီးရဖြစ်တယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာလည်းအထာကိုအလေးထားဖို့လိုတယ်အထူးသဖြင့်လက်ရှိလက်နက်ကင်ထားတဲ့ခေါင်းဆောင်တွေမှန်တယ်မြလူစိတ်ရှိဖို့လိုတယ်မင်းအောင်နိုင်တော့ပြုတ်ကျတော့ပါရဲ့တိုင်းပြည်ကြီးကစုပ်ပြတ်တက်ပြီးတော့ဒီလက်နက်ကင်အဖွဲ့တွေကြားထဲမှာတူတလူငါသမင်းဖြစ်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ကမိအေးနှစ်ခါနာမဟုတ်16ခါတော့နားလိမ့်မယ်ဒါကိုလည်းကျွန်တော်တို့လက်ရှိဒီမှာလက်နက်ကင်ထားတဲ့ခေါင်းဆောင်တွေအားလုံး နော်အခြားအင်အားစုခေါင်းဆောင်တွေအားလုံးဦးဆောင်တဲ့အပိုင်းမှာရှိနေတဲ့လူတွေအားလုံးကခေါင်းထဲထည့်ထားကြဖို့လိုအပ်တယ်ဒီကာလဟာကျွန်တော်တို့ကပေးဆက်ကမယ့်ကာလကျွန်တော်တို့တိုင်းပြည်တွေကျွန်တော်တို့တွေဘလောက်ပေးဆက်သွားနိုင်မလဲဘလောက်တမိုင်းဆိုင်တူဝါနိုင်မလဲဆိုတဲ့အတွေးကိုပဲတွေးရမယ့်ကာလငါဒီတိုင်းပြည်ကဘာရမလဲဆိုတဲ့အတွေးကိုတွေးနေရင်တော့မင်းကအောက်တန်းစားဖြစ်ပြီဒါကြောင့်မလို့ပေးဆက်ကမယ့်ကာလမှာကျွန်တော်တို့ဘလောက်ပေးဆက်ပြီးတော့ငါတို့တိုင်းပြည်တွေအကောင်းဆုံးလုပ်ဝါရမလဲဆိုတော့ကျွန်တော်တွေးမယ်ဆိုရင်ဒီတော်တိုင်းမနိုင်စရာအကြောင်းရှိဘူးเนาะဒါလစ်ပြားနဲ့ကျွန်တော်နှိုင်းချင်ကြည့်လို့ဒါကြောင့်မလို့စိတ်သက်ချနေတဲ့ညီကိုမောင်နှမနေအားလုံး စဉ်းစားပါကျွန်တော်တို့ကအတားကြီးရတာပါမနိုင်စရာပါအကြောင်းမှမရှိဘူးဒါကြောင့်မလို့စီလုံးမှုနဲ့ညီညွတ်မှုကျွန်တော်ခဏခဏပြောရဲဆိုတာစီစီလုံးလုံးညီညွတ်ညီညွတ်နေဆိုကြာပြီပွဲပြီးသွားတာအခုကဆိုမင်းအောင်နိုင်အယိုးဆွေးနေပြီနော်ဆော့ဖောမှာကျူကျူထားဆိုအရေပြားအောင်မကြံတော့ဘူးအဲ့ဒါရှင်းရှင်းလေးပဲနာကြီးတယ်မလားဒေါ်ရထွက်တယ်မလားဘုံကျင်းပဲနာတယ်မလားကိုကလေးတွေသိလို့ရှိရင်အရင်နဲ့အဲ့နဲ့စုကောင်နာတယ်မလားတအားဒေါ်ရထွက်တယ်မလားအစိမ်းနဲ့ဝါးစားခြင်းတယ်မလားအဲ့ဒါဆိုရင်ကြိုးစားကြမယ်ကျွန်တော်တို့ဒါပဲအဓိကအဲ့ဒါပဲနော်နာကြီးတွေကြိုးစားတွေကြိုးစားတွေအောင်မြင်တယ်ပဲဖြစ်နေတယ် ဲ့လိုမဟုတ်ဘဲနဲ့တရားတရားအပြည့်တွေထိုင်ပြောတာဟိုတက်တာ40ဘူ60ဟမ်လားတူကြီးတဲ့ဆရာငါကြီးတဲ့ဆရာဆိုရင်တော့ကျွန်တော်တို့ကဘာမှဖြစ်လာမလို့ဒီတော်နိုင်မှဆရာဘလူးမှမရှိဘူးအားလုံးကတပြင်းကြီးပဲတမထိုင်းတူကလည်းချီလာဆပြီးတော့အောက်ချီမှာတိုက်နေတဲ့ရဲဘော်လေးအထိထဲ့ဝင်နေတဲ့ပြည်သူတွေအထိအားလုံးကရဲဘော်ပဲကျွန်တော်တော်လှန်ရေးအတွက်တူရဲကောင်းနေဒါပေမဲ့ပါဝါတွေယာတူးတွေမရှိဘူးတောင်းဝင်ပဲရှိတာအားလုံးကရဲဘော်ကြီးပဲအဲ့ဒီစိတ်သက်ထားကြမယ်ဆိုကျွန်တော်တော်နိုင်ကြပြီးပြီးတာပါเนาะဒါကြောင့်မလို့ဟိုဘက်ရက်ကွက်ကဖြစ်နေတဲ့ပုံကိုကြည့်ပါနောက်ဆုံးထွက်တဲ့ဂရာဘီရဲ့နောက်ဆုံးထွက်တဲ့ ချစ်ခံနေမှာပြာရောင်ခတ်နေကြတယ်လို့ပဲနော်သူတို့ကတန်တမန်ကြီးကနိစ္စမှုရှိတယ်တဲ့တရုတ်နဲ့ရုရှားနှစ်နိုင်ငံခဏလောက်စကားလေးပြောပြီးတာဒါအောင်နိုင်ငံတော်အဆင်မပြေဘူးနော်အဲ့ဒါကိုတန်တမန်ကြီးကနိစ္စမှုရှိတယ်ပြာရောင်ခတ်နေကြတယ်သူတို့ဘုရားဘာလို့လောက်ကမှမသိတော့ဘူးနယ်မြေတွေတစ်ခုတစ်ခုစွန့်တော့ကဲဦးတနေ့တိုင်းတိုင်းမှာဆိုနှင်းတိုင်းနေကရင်ပြည်မှာဆိုနှင်းတိုင်းနေတယ်နော်ဟိုဘက်ကတိုင်းတိုင်းဒီဘက်ကတိုင်းတိုင်းဒရိုင်းပြီးလုံးတိုင်းကထိနေတာဖြစ်တဲ့အတွက်ဘာလို့လောက်ကမှမသိတဲ့ဒီစစ်ကောင်းဆောင်တွေနဲ့စစ်ကောင်းဆောင်ထောက်ခံတဲ့အောက်တန်းစားတွေကနော်ဖင်တဲ့ကိုဘလိုက်ကြီးဝင်နေပွားရောက်ဒါပါပဲဒါကြောင့်မို့လို့ကျွန်တော်တို့ဒီနိုင်အောင်ကြိုးစားမယ် โอเคကျွန်တော်တို့ပြည်သူတွေအောင်မြင်မှုတွေဆိုစစ်စစ်ချနေရတယ်ဆိုတော့အရင်ကိုယူပြည်သူဖြစ်ပါတယ်ရှိသားမှာရောက်နေတယ်ကျွန်တော်တို့ရေပေါ်များဈာမချမ်းသာကြပါစေမိရန်ကတိငင်းကြပါစေဘောမှာများပြုတ်ပြုတ်ပြုံးကုန်ကြပါစေโอเค see you next